မာဟိုပို့မယ်ဆိုရဲလက်နက်တွေကိုဘန်ကောက်ကကွန်တိုတခုမှာထိုင်းအနာပိုင်းနဲ့တင်စီလိုက်တဲ့တရင်ကိုတင်ဆက်ပေးပါမယ်။ထိုင်းနိုင်ငံဘန်ကောက်မြို့လက်ရှိခရိုင်ထုံးဆုံဟုံမြို့နယ်ရှင်ဝက်ထနာဆက်နလန်းတွယ်နှစ်ကကွန်ဒိုမီယံအခန်းတခုမှာစစ်လက်နက်တွေတိုးဝှက်ထားတယ်ဆိုတဲ့တရင်အရာထုံးဆုံဟုံရဲစခန်းကစုံစမ်းစစ်ဆေးရဲတပ်ဖွဲ့ဝင်တွေဝင်ရောက်စီးနှင်းရှာဖွေတဲ့အခါတပ်တေခံပစ်စီအမြောက်အများကိုတင်စီရမင်းခဲ့လို့ထိုင်းရဲတပ်ဖွဲ့ကထုတ်ပြန်ခဲ့ပါတယ်။ ထိုင်းသတင်းဌာနရဲ့ဖော်ပြချက်အရအဲ့ဒီအခန်းမှာနေထိုင်သူဟာဧပြီလ7ရက်ကစလို့အခန်းကထွက်သွားပြီးပြန်မလာသေးဘူးလို့အဲ့ဒီကွန်ဒိုအဆောက်အုံရဲ့တာဝန်ရှိသူတူကဆိုပါတယ်။အခုဖန်စီယာမီမွန်းဟာဧပြီလ23ရက်ကရှင်းမိုင်ခရိုင်ဖူပင်ယာစနီဝေယက်စကန်ရဲ့ရဲအရာရှိတွေကမေဟောင်ဆောင်ခရိုင်မှာဆလနက်တေလက်ဝဲထားရှိရဲ့အမျိုးသားနှစ်ဦးကိုဖမ်းမိခဲ့တဲ့နောက်ဆက်တွဲအမုံဖြစ်တယ်လို့သိရပါတယ်။အဲ့ဒီအမျိုးသားနှစ်ဦးကရှင်းမိုင်ခရိုင် ရှမ်ပူအိတ်ရက်ကွက်ကတနက်တွေကိုမင်းဟောင်းဆောင်ခံကတိုင်းအတလန်နကိုင်တက်ဖွဲ့ထင်ပို့ဆောင်ဖို့ငှားရမ်းခံခဲ့ရတယ်လို့ဝန်ခံခဲ့ပါတယ်။အခုလက်နက်တွေကိုလည်းကရင်မျိုးသားစီယုံ KNU တိုင်းအတလန်နကိုင်အဖွဲ့ထံပို့ဆောင်ဖို့ပြင်ဆင်နေရဖြစ်တယ်လို့ထိုင်းရေးတက်ဖွဲ့ကဆိုပါတယ်။